စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲမှာစစ်တပ်နဲ့တာဇာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုစံနာမဲပေးရွေးချယ်ဖို့စစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောပါတယ်။ဒီဇင်ဘာလတရက်ကပြင်ဦးလင်မြို့နယ်ဗဟိုမီးသက်တန်တန်းကျောင်းဇီးပင်ကြီးရဲရာရှိလေးချင်ရေးကျောင်းနဲ့နိုင်ငံဝန်တန်းတက္ကသိုလ်တို့မှတန်တန်းသားတန်တန်းသူတွေနဲ့တွေ့ဆုံစဉ်စစ်ကောင်းဆောင်ကအခုလိုပြောဆိုခဲ့တာပါ။ဒါပြင်နိုင်ငံတော်ပြုတ်ကွဲလာမယ့်အခြေအနေတွေကြုံတွေ့လာပါက နိုင်ငံတည်ငြိမ်ဖို့ဆောင်ရွက်ရမှာစစ်တပ်ကမရှိမဖြစ်လိုအပ်တာကြောင့်ကာကွယ်အမြင်ရှိတဲ့ကိုယ်စားလှယ်တွေကိုမဲပေးဖို့စစ်ကောင်းဆောင်ကပြောပါတယ်တပ်မတော်ဟာနိုင်ငံတော်တည်တည်၍ရှိနေမဲ့အခိုင်အမာဆုံးအဖွဲ့အစည်းဖြစ်တဲ့အတွက်တပ်မတော်နဲ့တာဟာဇာတာဖြစ်ပြီးလက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်ဆန္ဒမဲပေးဖို့လိုပါတယ်လို့ဇီးပင်ကြီးတင်နန်းမှာတက်နေတဲ့ဝန်ထမ်းတွေကိုစစ်ကောင်းဆောင်ကပြောခဲ့တာပါမဲမတမာမှုမဖြစ်အောင်မြန်မာအီလက်ထရောနစ်မဲပေးစနစ် MEVM တွေနဲ့မဲထည့်နိုင်အောင်စီမံနေတယ်လို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်။နိုင်ငံဝန်ထမ်းတွေအနေနဲ့လည်းအစိုးရအသစ်ပြောင်းသွားပါကမိမိတို့တာဝန်အလိုက်ဆက်လက်ထမ်းဆောင်ရမှာဖြစ်ပြီးအာဏာရပါတီနဲ့အစိုးရအဖွဲ့မူဝါဒများကွဲပြားသွားပြီးမယ်။ရုံးဌာနတွေပြောင်းလဲသွားမှာမဟုတ်ဘူးလို့လည်းစစ်ကောင်းဆောင်ကပြောပါတယ်။ဒီဇင်ဘာ28ရက်နေ့မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ရပ်ပိုင်းလောက်သာလိုတော့တဲ့အချိန်မှာစစ်ကောင်းဆောင်မင်းအောင်လှိုင်က နေပြည်တော်အပါအဝင် နိုင်ငံတဝန်းလုံးမှာရှိတဲ့ဝန်ထမ်းတွေနဲ့မိသားစုတွေကိုစစ်တပ်လက်အောက်ခံကြက်ဖို့ပါတီကိုသာမဲပေးဖို့အတွက်ဖိအားပေးလာနေတာဖြစ်ပါတယ်။ဆေးအုပ်စုကကျင်းပမဲ့ရွေးကောက်ပွဲမှာကြန့်ခိုင်ရေးပါတီအပါအဝင်ပါတီပေါင်း58ပါတီကကိုယ်စားလှယ်ပေါင်း9000ကျော်ဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပြီးအဲ့ဒီထဲမှာကြန့်ခိုင်ရေးပါတီကကိုယ်စားလှယ်ပေါင်း1000ကျော်ပါဝင်ပါတယ်။စစ်ကောင်းဆောင်ရဲ့အနီးကပ်လူယုံ စစ်ဘိုလ်ချုပ်ကြီးတွေအပါအဝင်စစ်ဘိုလ်ချုပ်ဟောင်းတွေနဲ့ဖွဲ့စည်းထားတဲ့ကြမ်းကန်ရေးပါတီကနေအမတ်၁၀ရောက်ထက်မနည်းရွေးကောက်ခံရမယ့်နေပြည်တော်မှာအငိမ့်စားစစ်ဘိုလ်၈ရောက်ထိဝင်ရောက်ရှင်ပြိုင်မှာဖြစ်ပါတယ်။